ဆင်းဆင်းကြော်ဖြတ်တဲ့နေရာစိတ်လုံရဆုံးပဲကိုပါမပါပါမလားဆိုပြီးတွေးပြီးတော့စိတ်ထဲမှာအဲ့လိုတော့မရဘူးအဲ့ဒါတွေးပြီးတော့ဟုတ်လားအဆင်းဆင်းကြော်ဖြတ်ပြီးနောက်ဆုံး finalist ပါပါတော့အနေနဲ့စစပြီးသွားဘူးလားဆိုတော့လေးနေပါလေလဲစစည်းမှုတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆိုရင်ထဲမှာ blue man တွေပျော်အရန်လည်းပျော်ရပေါ့နော်စပထမဦးဆုံးနိုင်ကြစသွားဘူးရတာဆိုတော့ဟုတ်ပျော်ပွဲလေအမှတခြားနိုင်ငံအသင်းနေနဲ့ကန်ရတယ်ပြီးတော့အတွေ့အကြုံတွေလည်းရရပေါ့နော်ကိုမသိတဲ့အတွေ့အကြုံတွေပေါ့ပြီးတော့ကန်ရင်းနေနဲ့ ဒီ training by ပြီးနေဒီ scenario နေပိတ်ရဆိုရင်လည်းငယ်တော့ဆိုရင်မနက်နူရာနဲ့ကွင်းထဲမှာသွားပြီးကိုလိုအပ်တာလေးသွားပြီးလေ့ကျင့်တယ်ဗောနော်အားလည်းအဲ့လိုမျိုးချိန်နေပါဆိုရင်တော့ထိုင်းရတော့ခက်ခဲဆုံးအဲ့တော့တော်တော်လေးကောင်းထိုင်းရအဲအင်အားရောကစားအားရောသူတို့တော်တော်လေးကောင်းတယ်ဟုတ်ချိန်ဆက်တယ်ရောအမှတ်ရဆုံးနေအမှတ်တရရှိမဲ့ပွဲလေးတစ်ပွဲဆိုရင်ဘယ်တော့ကပွဲဖြစ်မလဲဟာ semi final နဲ့ lao နဲ့ပွဲပေါ့ဟုတ်လား lao နဲ့ပွဲအဲ penalty မှာနိုင်ပြီးတော့အကောင်လုံးပျော်ရတဲ့ပွဲပေါ့ဟုတ် The Sport Corner ကိုကြည့်ရှုနေကြတဲ့အားသာဝါနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျင်းဆက်ပေးမယ့်အစီအစဉ်ကတော့ Woman Voice ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကတော့မြန်မာအားကစားလောကမှာအဲတချိန်ကထွန်းတောက်ခဲ့တဲ့မြန်မာဒါအမျိုးသမီးကစားသမားတွေဒါမှမဟုတ်အခုလာမဲ့ထွန်းတောက်လာမဲ့အခြေပွင့်လေးတွေကိုအာဒါတွေးဆမင်းမြန်ပြရဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဆိုတော့ဒါလေးရဲ့ဒီ Woman Voice အစီအစဉ်ကတော့အဓိကတော့ဒီမြန်မာအားကစားလောကနယ်ပယ်အသီးသီးကအမျိုးသမီးတည်တံ့ကိုဆွေးနွေးပြီးရောတင်ဆက်ပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။သူတို့နဲ့ interview အစီအစဉ် ခြင်းပေါ့နော်။ဆိုတော့ဒီနေ့မှာတော့ဒါလီကပထမဦးဆုံးအပိုင်းမှာဒါပြည်သက်တင်နဲ့တွေ့ဆုံပေးမဲ့သူကတော့အဲအခုလက်ရှိမှာလဲဒါမြမလက်ရွေးစင်အမျိုးသမီးအသင်းနဲ့လဲကံမွေနေတယ်။အဲပြီးတော့ club အသင်းနေနဲ့ဆိုလို့ရှိရင်လဲသစ္စာအမှန်အသင်းမှာကစားနေရဲ့ attacking midfield ပေါ့နော်။အဓိကစားနေရဲ့ဝင်ဝင်နဲ့ပြည်သက်တီကိုတွေ့ဆုံပေးသွားမှာဖြစ်ပါရဲ့ရှင့်။ဝင်မိလာပါဟာမိလာပါမှာကျတော့ဝင်းရေအခုကန့်ဝင်နေပြီလို့ကြားရဟုတ်လားဟုတ် အာဒါလေးစင်တင်းနဲ့ကံမွေနေပြီပေါ့နော်ဆိုတော့အဲပြိသက်တီအားလုံးကလည်းအခုနောက်ပိုင်းမှာဒါအမျိုးသမီးသင်းကိုအားပေးလာကြတာကြီးတွေ့ရရပေါ့နော်ဆိုတော့အမတို့အရင်တော့ဆိုလို့ရှိရင်အမျိုးသမီးသင်းကိုဒါမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့တူပဲအားပေးကြတာတွေ့ရအခုကအဲ့လိုမဟုတ်တော့ဘဲနဲ့မြန်မာ nationally ဒီ woman ပေါ့နော် woman ရဲ့ဒီပွဲစဉ်တွေကိုလည်းပြိသက်အားပေးနှုံးနေများလာတယ်ဆိုတော့အမတို့ကဒီတစ်ချိန်မှာထွန်းတောက်လာမယ်ဝင်းတို့လိုဒီအမျိုးသမီးကစားသမားလေးတွေနဲ့တွေ့ဆုံပြီးတော့မြင်မြန်ပေးရဒါပြိသက်တီလည်းစိတ်ကျေနပ်ကြမယ်လို့ထင်တယ်ဆိုတော့အရင်ဆုံးအမသိကျင်တာ ဝင်းရဲ့နာမည်အရင်ပေါ့နော်ဝင်းဝင်းပဲလားဒီအာသာလောကတွေကိုရောက်မှဝင်းဝင်းဖြစ်သွားတာလားဟာဝင်းဝင်းပဲတော့မဟုတ်ငယ်တော့ငါးတန်းတော့အเจ้าမမတ်ပုံနေလာလို့ပြီးတော့ကိုပတာကိုကြောင်းလိုက်တာဝင်းဝင်းဆိုပြီးတော့နာမည်ရတော့ဝင်းလက်ရှိဩဝင်းလက်ရှိတကယ်နာမည်အရင်ဝင်းလက်ရှိဩငါးတန်းနေကကိုကိုပြောင်းလိုက်ဘာလို့ပြောင်းလိုက်တာမကြိုက်ဘူး ။အမကြိုင်လို့ကောက်ကိုဝေဝင်းလို့ပြောင်းလိုက်တာ။အော်ဟုတ်ကဲ့ပါ sure ။အဲအမနောက်ထပ်တစ်ခုသိချင်တာဒီဘောလုံးကစားသမားကအများစုကရန်ကုန်ကမဟုတ်ကြဘူးပေါ့နော်။ဆိုတော့နေကနေလာပြီးတော့ဒီဘောလုံးကိုယ့်ရဲ့ဝါဝါသနာကိုလာပြီးတော့ပေးဆက်ကြတဲ့သူတွေအများကြီးဆိုတော့ဝင်းရဲ့ဇာတိကရောဘယ်ရလဲ။ဟာဇာတိကမန္တလေးမြို့။အော်မန္တလေးကပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အမပို့ပြီးတော့စိတ်ဝင်စားရတာအမျိုးသမီးစီစဉ်ဆိုတော့အမျိုးသမီးဖြစ်ပြီးတော့ဘာလို့ဒီဘောလုံးအားကစားကိုနှစ်သက်တာလဲ အာငငယ်တော့ဘောလုံးပွဲကြီးနေပရီးမီးယားလိပွဲကြီးမန်ယူပွဲအားပြရပါတော့ညဆိုရင်ဒီအနာလက်ဖေးဆိုင်နေမှာညကိုနိုင်ဆိုလည်းကြည့်ရဲသူကဘယ်ချင်းနေစနစ်ဖြစ်ဖြစ်တနားဆိုလည်းထားလာကြည့်ဟုတ်ဟောအဲ့ဆို United fan မဟုတ်ဟုတ် United fan အော်ဟုတ်ကဲ့ပါဆို United fan ဆိုဘောလုံးပွဲကြီးရေးနေဘောလုံးကိုဝါသနာပါတာပေါ့ဆိုတော့ win ဆပြီးရောဝါသနာပါရဲ့အသက်အရွယ်ကဘယ်လောက်လောက်ဖြစ်မှာဟွန်းနှစ်တန်းလောက်ကနေရဟုတ်ဟဲ့နှစ်တန်းနေလားအော်တကယ်တကယ်တကယ်လေးစားရဟုတ် ချောင်းတက်တဲ့နှစ်တန်းတင်းကဘောလုံးတွေကိုစပြီးတော့စိတ်ဝင်စားအောင်ပေါ့နော်အဲ့တော့ကိုကိုရန်ကစားဖို့ရောဘသူကစပြီးတော့ဒီဘောလုံးကိုကစားပါလို့ပြောလိုက်တာလေအဲ့လိုမဟုတ်ဒိုင်းမဲ့ကွာတာဘူးစားတော့အလောက်ကြီးရောမဟုတ်ရက်ွက်ထဲမှာတငယ်ချင်းရင်နဲ့တူတူကစားရင်းနဲ့ပေါ့နောက်ကြတော့ဒီဟုတ်ကိုမျိုးနယ်မှာပဲဒီနေရာဒီတင်တန်းနေပါလေပေါ့သွားပြီးကစားချင်းရင်နဲ့ပါကစားချင်းလေးပို့ပြီးဖြစ်လာဟုတ်အဲ့တော့အဲ့ချိန်ကအသက်ဘယ်လောက်လောက်ဖြစ် ငါးတန်းနှစ်လောက်ပါ။ဩငါးတန်းနှစ်မှာစပြီးတော့ဘောလုံးနဲ့စထိတွေ့ရပေါ့နော်။ဟုတ်ကဲ့ဆိုတော့ဝင်းစဒီဘောလုံးကိုစပြီးတော့ထိတွေ့တဲ့အချိန်မှာအမားတို့ကြုံတွေ့နေရတဲ့ဒီမှာကအမျိုးသမီးဆိုလို့ရှင်ဒါဒီခေတ်မဟုတ်ပေါ့နော်။လွန်ခဲ့တဲ့၄၅၀နှစ်ဆယ်စုနှစ်တခုဟာဆိုလို့ရှင်လေဒါအမျိုးသမီးရဲ့ဘောလုံးမဲ့ဖြစ်ဖြစ်အားကစားနေပတ်သက်ပြီးစားမယ်ဆိုမိဘ supporting ပေးရဲ့နှုံကတော်တော်လေးနည်းတယ်ပေါ့နော်။ဆိုတော့ဝင်းလှဲ့တော့ကရောဒီဘောလုံးကိုစပြီးတော့ထိတွေ့ရဲ့ကစားတဲ့အချိန်မှာဝင်းရဲ့မိဘတွေကရောအဲကန့်ကွက်တာမျိုးရှိလားဒါမှမဟုတ် supporting ပေးလား။ဟာကန့်ကွက်တာမျိုးတော့မရှိ ရောမရအဲ့လိုမျိုးကစားရင်ဒဏ်ရာတွေပါတယ်မရစေနဲ့အဲ့လိုမျိုးပြောရတော့ပဲရှိရဒါပေမဲ့ supporting တော့ပေးတယ်အဲ့လိုရက်ွက်ထဲမှာပွဲတွေပါရှိရဆိုသူနောက်ကနေလိုက်ပြီးတော့လိုက်ပို့ပေးတယ်တင်ချာလေး supporting တော့ပေးပါဟုတ်အော်ဆိုတော့ဝင်းရဲ့ဒီဘောလုံးစာတီတွေ့ရတဲ့အချိန်မှာပထမဦးဆုံးသင်စရာဘာသူဖြစ်မလဲဟာမအောင်မြားဆရာကြီးပေါ့နော်ဆရာဆိုးတို့ဆရာဆိုးခိုင်ဝင်းတို့ဟုတ်ဟုတ်ကဲ့ဆိုတော့ဝင်းဒါဆိုရင်ဘောလုံးစာတီတွေ့ပြီးတော့အဲ ဒါဘောလုံးစကန်ပြီပေါ့နော်ဆိုတော့တကယ်စပြီးတော့ကိုဘောလုံးကန်တော့မယ်တကယ်တိုင်းနဲ့ပြည်နယ်ပွဲကြီးလည်းကန်ခဲ့ရမယ်ပေါ့ဆိုတော့တိုင်းနဲ့ပြည်နယ်ပွဲကြီးရောကန်ခဲ့ရလားဟုတ်ကန်ခဲ့2018တော့ KIM ပြီးတော့တိုင်းစကန်အော်အဲ့တော့ပွဲအတွေ့အကြုံလေးပြောပါအောင်အရင်တော့ကတော့ကိုဒီတင်တန်းနေရက်ွက်မှာကန်တာနဲ့တကယ်တမ်းပြိုင်ပွဲကန်တာနဲ့မတူဘူးလေနော်ဆိုတော့အဲ့တော့အတွေ့အကြုံလေးပြောပြပေးပါအော်အဲ့တော့တော့ဘောလုံးကဒီလိုမျိုး train နေပါဆင်းရတယ်ဆိုတော့မသိဘူးကွာဒါရင်ကန်တာလိုပဲထင်လားပြီးတော့ train နေပါလောက်ပြီး train နေပါလောက်လည်းအဲ့လို အများတော်တော်မောရယ်နော်အဲ့လိုမျိုးကြီးစရပြီးမစင်းဘူးပေါ့လေ။အော်အဲ့ပေါ့ training အဲ့တော့ကလည်း ACR နဲ့ပဲလား။ဟုတ် ACR တော့မဟုတ်ပါခရိုင်တော့ကြာတခြားဒီဆီယမပေါ့ဆီယမတော်မာစီဟုတ်သူတို့စီကကံဝင်ပြီးတော့စစင်းဘူး။အော်ဆရာအခက်ခဲရောခက်ခဲရောရှိတယ်ဒီကိုလုံများလုံနိုင်ပါမလားပေါ့နော်အဲ့ဒီချိန်ပြီးတော့လေကိုမထင်ထားတဲ့ຢာဆိုတော့ဒီမှာ training ရတယ်ဒီလိုမျိုးဒီလိုမျိုးဆိုတာအဲ့ရောက်မှတည်ရဆိုတော့ ကျအဲ့တော့ဟာဆိုရင်အဲပြောရမလို့အဲ့ချိန်နေစားချိန်နေ training တွေကတော့ camp ဆိုတော့စပြီးတော့အိမ်မှာစားထိတွေ့ရအောင်ပေါ့ဟုတ်တယ်ဟုတ်ဆိုတော့ပျော်လာအိမ်မှာဆက်စားခြင်းတော့ဟုတ်ပျော်တယ်ဟုတ်ပျော်တာပဲဩဟုတ်ကဲ့ဆိုတော့အဲဝင်းဒါဆိုရင်ဒီတိုင်းနယ်ပြည်နယ်ပွဲမှာအခက်ခဲဆုံးကာလဒီပြိုင်ပွဲတွေမှာအခက်ခဲဆုံးစပြီးတော့ဒီကိုဘောလုံးကိုစကစားခြင်းမှာအခက်ခဲဆုံးကာလဆိုရင်ဘာဖြစ်မလဲဘယ်အကြောင်းအရာဖြစ်မလဲအခက်ခဲဆုံးကာလဆိုရင်ဒီပွဲပေါ့ ကန်ပွဲကန်ကန်နီးပေါ့ဟုတ်ကဲ့စိတ်ဖြစည်းမှုနည်းနည်းတော့ရှိရစာကန်ဦးတော့ဆိုတော့လေအော်စာစကစားရရောဒီ attacking midfield ပဲကစားရလားဟုတ်တယ်အလဲမှာကစားရစာတော့ရှေ့တန်းကစားရတာဝါသနာပါဟုတ်ကဲ့ဒါပေမဲ့ပွဲအဲ့တော့ကတော့အလဲပဲကစားဟုတ် ဟုတ်ကွက်ကိုရွေးချယ်လိုက်တာလားဆရာကြီးဆရာကြီးကဩကိုနဲ့တင့်တော်မှာ position ကိုရွေးပေးလိုက်တာဆိုတော့ဟုတ်ပြီဒါဆိုတိုင်းနေပြည်နယ်ပွဲတွေပြီးရင်ဒါအမြဲတမ်းကစားသမားတွေရဲ့ထုံးစံကတော့အဲဒီပြောမှဆိုရှင် professional ကစားသမားဘွားကိုတွားရတာလीเนาะဆိုတော့ဝေးကဒီမန္တလေးမှာဒီလိုကျင်လည်ပြီးတော့ရန်ကုန်ကိုပဲချိန်မှာစပြီးတော့ရောက်လာအာဒီ2018တိုင်းနဲ့ပြည်နယ်ပွဲပြီးတော့ဒီရန်ကုန်မှာ16နှစ်အောက်လေးစဉ်ပွဲရှိရဆိုလို့ဆရာဆောင်းနံတွားယူခံမလားပေါ့သူကဟာဖုန်းလန်းဆက်တော့ ဒီဆယ်တန်းကလည်းတက်ရမှာဆိုတော့အမေနဲ့တိုင်ပင်မျောသွားရွေးခန့်ကြည့်လေးတဲ့အားနဲ့အမေကပြောတော့အားနဲ့အဲအချိန်ရန်ကုန်ရောက်လာပါတော့လာရွေးခန့်တာပေါ့ဟောအဲ့ဆိုရင်ကိုရန်အောင်ပြီးရဲ့ချိန်ဆယ်တန်းတက်မဲ့ချိန်မှာရန်ကုန်မှာလာပြီးတော့ဩဒီ U16 ခေါ်မှာပေါ့နော်ဆိုတော့လာရွေးခန့်ဆိုတော့ဟုတ်ပြီဒါဆိုနေကနေရန်ကုန်ကိုရောက်လာတဲ့အခါမှာအခက်ခဲရတာဒါအကြီးမားဆုံးဘလုံးသမားအများစုကြုံတွေ့ရတဲ့အကြီးမားဆုံးအခက်ခဲဖြစ်မယ်ပေါ့နော်ဆိုတော့ဝင်းနေနဲ့ရောအိမ်နဲ့ခွဲပြီးတော့ဒီအဲ ်လက်ရွေးစင်ပေါ့နော် user စင်ကိုလာပြီးတော့အရွေးခံတဲ့အချိန်မှာရောဘယ်လိုမျိုးအဓိကအခက်ခဲရပါဖြစ်ခဲ့လဲအာအဓိကအခက်ခဲရတော့ဒီမှာသူများရင်နဲ့တဲ့မလားခုမှစပြီးတော့ကန့်လူမျိုးနေဖို့ဆိုတော့အဆင်ပြေပါမလားပေါ့ပြီးတော့ဆရာကြီးလည်းနည်းနည်းတော့ကြောက်တာပေါ့အေးပေါ့နော်ကိုယ်နဲ့အသက်တွေခွဲရတော့မလွယ်ဘူးပေါ့နော်ပြောလဲတတိယပေါ့အိမ်နဲ့ခွဲရနည်းနည်း နေလို့ထိုင်လို့တိတ်ဆင်းမပြေဘူးမပြေဘူးအော်ဝမ်းနေဆရာစပြီးတော့ဒီ use 16ရွေးခန့်တော့အမရကဒီလက်အဒီလက်ရွေးစင်ခေါ်မှာပေါ့အငယ်သင်းခေါ်မှာပေါ့နော်ဆရာဒီလိုရွေးရခါမှာလဲတေးကြရတယ်သူကလူခေါ်ရင်အများကြီးခေါ်ကြရပြီးတော့တစ်စင်ပြီးတစ်စင်ဖြုတ်ကြရပေါ့နော်ဆိုတော့အဲဝင်းကဘယ်အဆင့်ထိရောက်ပြီးတော့နောက်ဆုံး final ထိရောက်ခဲ့တာအဆင့်ဆင့်ကြော်ဖြတ်ခဲ့ရတဲ့အချိန်မှာရောအဝင်းရဲ့အတွေ့အကြုံတွေပြောပြပေးပါဟုတ်တဆင်အဆင်းဆင်းကြော်ဖြတ်တဲ့နေရာစိတ်လောက်ရအောင်ပဲကိုပါမပါပါမလားဆိုပြီးတွေးပြီးတော့စိတ်ထဲမှာ အဲ့လိုတော့မရဘူးအဲ့ဒါတွေးရောဟုတ်လားအာအစင်းစင်းကြောပြပြီးနောက်ဆုံး finalist တွေပါပါတော့ဆိုတော့ရွေးရဲ့ချိန်မှာရောဝင်တခြား player တွေအခုလက်ရှိကစားနေတဲ့ထဲမှာရောအဲ့လိုကိုနဲ့အခုဒီလက်ရှိတွဲကစားနေတဲ့သူတွေရဲ့မှာရောဘသူတွေဒီ U16 နဲ့မှာပေါ့ပါခဲ့လဲဟာဖြူဖြူဝင်းတို့မြန်တို့ခင်ပုံပြင်မှာမိတော့မြင်းတို့ပေါ့အဲ့လိုဩအဲ့ဆိုအခုလက်ရှိကစားနေတဲ့သူတို့ပဲသူတို့တွေလည်းနောက်ဆုံးတော့ဒါဝင်တဲ့ U16 ရဲ့လက်ရွေးစင် selection နဲ့ပါခဲ့ရပေါ့သူတို့ အော်အဲ့ဆိုအဲ့တည်းကတငယ်ချင်းတွေပေါ့ဟုတ်ဟုတ်တယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ဆိုတော့အဝင်းကဒါခုနပြောရတဲ့အထဲမှာပါတယ်ဒီဘောလုံးပွဲမှာ United ကိုအားပေးရင်းနဲ့ဘောလုံးပွဲလိုက်ကြည့်ရင်းနဲ့ဘောလုံးရွေးချယ်ခဲ့ရဆိုတော့ United ထဲမှာရောကိုကြိုက်တဲ့ favorite ငယ်ငယ်တော့အားပေးခဲ့တဲ့ကစားသမားရှိလားဟုတ်ရှိရငယ်က Michael Carrick ကိုကြိုက်ဟော Michael Carrick ကိုကြိုက်တယ်အခုလက်ရှိမှာရော ခုလက်ရှိမှာမန်ယူဘရူနိုဖာနန်ဒက်ဆိုတော့ United ကအခုဒီကြားထဲမှာနည်းနည်းပြောရမယ်ဆိုလို့ရှိရင်အဲဒါပရိသတ်တွေအတွက်စိတ်ညစ်စရာကောင်းတဲ့ကာလတွေကိုဖျက်ခဲ့ရတယ်လीเนาะအဲ့ရောကရောဆက်အားပေးခြင်းစိတ်ရှိတာရှိရပါရဲ့မန်ယူပဲ တရားမလျှောက်မန်ယူပါမန်ယူဖန်တွေအတွက်တော့ဝမ်းသာစရာပါဝင်းဝင်းရမန်ယူဖန်ဆိုတော့လေနော်ဆိုတော့ကဒီငယ်ဘွားတုန်းကအမရုမာဒီကို inspire ဖြစ်တယ်ပေါ့နော်ကိုဘယ်လိုပြောမလဲအဲကိုကြိုက်တဲ့ကစားသမားနိုင်ငံခြားမဟုတ်ဘဲနဲ့ပေါ့ပြည်တွင်းကစားသမားတွေလည်းရှိကြရပေါ့နော်ဆိုတော့အမျိုးသမီးရဲ့မှာရောအဲကိုသဘောကျတဲ့ကစားသမားရှိလားอ๋อငယ်တော့တော့ဆရာမတန်းထွေသဘောကျတယ်ဟုတ်ဟုတ်မတန်းတန်းထွေကြိုက်တယ်သူရဲ့ဘယ်အချက်တွေကိုကြိုက်တာလဲကြိုက်တာမျိုးမျိုးရှိကြရတယ် သူပြီးတော့ကန်ကြတယ်ပြီးတော့ပန်မိုးတဲ့ဟာတွေပေါ့။အော်ဟုတ်ကဲ့ပါဆရာဒါသူသူကတော့ idol ပေါ့ဒီ local ရဲ့မှာဆိုလို့ရှိရင်ဟုတ်ဆရာအခုနကပြောသွားတဲ့အချိန်မှာဝင်းပြောသွားတဲ့အချိန်မှာအမကြားလိုက်တယ်ဝင်းက10ရန်းကိုမဖြေဘဲနဲ့ဒါဒီရန်ကုန်တက်လာပြီးတော့လူရွေးခန့်နေဆိုတော့အဲ့မှာအမတို့မေးစရာတစ်ချက်ရှိသွားပြီပေါ့နော်ပညာရေးနဲ့ကိုယ့်ရဲ့ဝါသနာဖြစ်တဲ့ဘောလုံးအားကစားနည်းကိုရွေးချယ်ရတဲ့အခါမှာခက်ခဲခဲ့လားဟုတ်ခက်ခဲတယ်အဲ့တော့10ရန်းကလည်းတက်ကောင်မှာဆိုတော့ ပြောလေဒီကိုပါကိုဝန္ဒနာပါရဲ့ဘောလုံးကိုလည်းကန်ကျင်တာပေါ့နော်အဲ့ဆိုတော့ပြောနိုင်ငံခြားလေးပထမဆုံးစသွားမှာဆိုတော့အချိန်ကြာတော့ဘောလုံးပဲယူလိုက်တာပေါ့နော်ဘောလုံးပဲစကန်ကိုစဉ်းစားလိုက်တာအဲ့အတွက်နောင်လာရနောင်လာတော့မရပါဘူးကိုဝန္ဒနာပါလာလို့ဟာတော့အော်ဝန္ဒနာပါလို့ဟာဆိုတော့အမေကရောအဲ့ချိန်တော့ပညာရုပ်မရွေးပဲနဲ့ဒီဘောလုံးအားစားနေကိုရွှေးလိုက်လို့ရောအမေကသဘောတူရလားသဘောတူပါတယ်အဲ့တော့အမေက အာဒါဆိုရင်အဝင်းအရန်ကန်ကောင်းတယ်ကိုဖြစ်ရှင်တဲ့အရာကိုအရန် supporting ပေးရဲ့မိမိရထားဆိုလေနော်ဆိုတော့တကယ်လည်းအမရဂျာရီယန်နေဝမ်းသာပါတယ်ဆိုတော့ဒီ UCC နဲ့စပြီးရောဒီအာဒီလက်ရွေးစင်ကစားသမားဘွားစပြီးဆိုတော့နိုင်ငံခြားစသွားပြီပေါ့ဆိုတော့စသွားရတဲ့နိုင်ငံကနိုင်ငံတကာပွဲစဉ်ကဘယ်ပွဲလဲပြီးတော့ဝင်းအိတ်တုံကအတွေ့အကြုံလေးတွေပြန်ပြီး sharing လုပ်ပေးပါအဲ့တော့ ASEAN ပွဲပေါ့ AFL U60 Women Champion ရှေ့ပြိုင်ပွဲပေါ့နော်2018ကနော်2018ဟုတ်ဆိုတော့အဲ့ပွဲတော့ပြန်ရဟုတ် ဆိုတော့နိုင်ငံခြားစသွားတဲ့အချိန်မှာကြုံတွေ့ရတဲ့အတွေ့အကြုံလေးပြန်ပြီး sharing လုပ်ပေးပါဟုတ် ပြောလေနိုင်ငံသားစပြီးသွားဘူးလားဆိုတော့လေးနေပါလေလဲစာစည်းမှုတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆိုရင်ထဲမှာ blue mom တွေပျော်အရင်လည်းပျော်ရေပေါ့နော်စပထမဦးဆုံးနိုင်ငံသားသွားဘူးလားဆိုတော့ဟုတ်ပျော်ပွဲတွေလည်းအဲ့မှာတခြားနိုင်ငံအသင်းတွေနဲ့ကမ်းရတယ်ပျော်အတွေ့အကြုံတွေလည်းရရပေါ့နော်ကိုမသိတဲ့အတွေ့အကြုံတွေပေါ့ပြီးတော့ကမ်းရင်းနေနဲ့နိုင်တာပဲဖြစ်ဖြစ်ရှုံးတာပဲဖြစ်ဖြစ်ပေါ့ဆိုတော့အဲ့ကမ်းခဲ့ပွဲပွဲစဉ်ဘယ်နှပွဲလောက်ရှိလဲ အဲ့ရောင်းကอืม6ပွဲလောက်တော့ရှိရဟုတ်အဲ့ရောင်းကအဲဝင်းနေနဲ့ line up စကစားရပြီလားအာပထမဆုံးပွဲမှာ line နဲ့စမကစားရသေးဘူးအဲနောက်ပိုင်းပွဲကြီးကြမှာ စာပြီးတော့ line up စာ UCC မှာ line up ဝင်ဖို့ဆိုတာဒီဘယ်လိုပဲပြောပြောဒီလက်ရွေးစင်ပေါ့နော်လူငယ်ပဲဖြစ်ဖြစ်အဲလက်ရွေးစင်အသင်းကြီးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ professional club မှာပဲဖြစ်ဖြစ် line up ဝင်ဖို့ကတော်တော်လေးအဲစူးစမ်းရရပေါ့နော်ဆိုတော့အဝေးနေနေရောဒီ line up ကစားသမားအများရန်ဖြစ်ဖို့အတွက်ကိုဘယ်လောက်တိဒီကြားထဲမှာ line up မဖြစ်ခင်ကာလမှာအဲကိုကိုတိုင်းရောဒီ training အပြင်ပေါ့နော်ကိုကိုတိုင်းစူးစမ်းအားထုတ်မှုကဘာတွေလုပ်ခဲ့ရလဲဟုတ်ဒီ training ပိုင်းပြီးရင်ဒီ senior တွေနေပိတ်ရဆိုရင်ငယ်ငယ်တော့ဆိုရင်မနက်နူရာနဲ့ ယ်ကွင်းထဲမှာသွားပြီးကိုလိုအပ်တာလေးသွားပြီးလေ့ကျင့်တယ်ဗောနော်အားလည်းအဲ့လိုမျိုးချိန်နေပါဆိုရင်တော့ line up ကတော့မှဘယ်လိုပြောအောင်လဲမလွဲဘူးဗောနော်ဒီ line up ပါအများတန်းပါဖို့ဆိုရတယ်ကိုလိုအပ်တာအများတန်းလေ့ကျင့်နေရတာမှမလုံလောက်လीအဲ့အတွက်ညီတိုင်းတေချာအကောင်းဆုံးအိုင်စူးဆိုင်မှုပြီးနေလေ့ကျင့်မှာဒါဒီ line up ကအများရမှာ ဟုတ်ကြော UCC မော UCC မှာကိုကြုံတွေ့ခဲ့ရတဲ့နိုင်ငံတကာဒီအသင်းတွေရှိရပေါ့အဲ့ဒီမှာဒီဝင်းတို့သွားကန်တဲ့အချိန်တုန်းကအခက်ခဲဆုံးပြိုင်ဘက်ကဘယ်အသင်းဖြစ်ခဲ့လဲ음ထိုင်းပေါ့ထိုင်းเนาะဟုတ်ထိုင်းကတော့ခက်ခဲဆုံးပေါ့အဲ့တော့တော်တော်လေးကောင်းထိုင်းကအဲအင်းအာရောကစားအာရောသူတို့တော်တော်လေးကောင်းတယ်ဟုတ်ချိန်ဆက်တယ်ရောကျတပိပိတော့ကွာလာပြီเนาะအရင်တော့ UCC နှောင်းကတော့ခက်ခဲဆုံးအတိုင်းဆိုပေမဲ့အခုနောက်ပိုင်းမှာတော့ထိုင်းရောင်ဒါမြန်မာအမျိုးသမီးတင်းက နိုင်ရတဲ့ဒီအောင်ကစားလာနိုင်နေဆိုတော့အမတို့တကယ်လည်းအဲဂုံယူရမယ်ပေါ့နော်ဆိုတော့တိုးတက်လာမှုတွေအမတို့မြင်တွေ့ခဲ့ရတာဆိုတော့ hobby as ဆိုလို့ရှိရင်ဒီတပိုင်းကတော့ဒါဝင်းရဲ့ဒီစပြီးတော့ကစားသမားဘဝစခဲ့တဲ့အစလေးကိုအမတို့နေတန်းအနေနဲ့စလိုက်တာပေါ့ဆိုတော့အမဒီတပိုင်းရဲ့ဒါနောက်ဆုံးတစ်ခုအနေနဲ့မေးချင်တာကဒီ use scene စပြီးတော့ကစားတဲ့ဒီကာလမှာပေါ့နော်ဝင်းတွက်အမှတ်ရဆုံးဝင်းစပြီးတော့ကစားရတဲ့အချိန်မှာအမှတ်ရဆုံးနေအမှတ်တရရှိမဲ့ပွဲလေးတစ်ပွဲဆိုရင်ဘယ်တော့မှပွဲဖြစ်မလဲဟာ semi final လာအောင် ဲ့ပွဲပေါ့ဟုတ်လောင်းနဲ့ပွဲအဲပင်နယ်တီမှာနိုင်ပြီးတော့အကောင်လုံးပျော်ရတဲ့ပွဲပေါ့ဟုတ်ဖိုင်နယ်ရောက်သွားတဲ့ပွဲပေါ့ဆရာဖိုင်နယ်မှာရောဖိုင်နယ်မှာလည်းအကောင်ဆုံးကြိုးစားခဲ့ဒါမဲ့လည်းတော်ရဲနေရဒုတိယနဲ့ဂျင်းနေခဲ့ဟုတ် ဒါမဲ့လေကြော်ရမှာကြော်တယ်ဟုတ်ဟုတ်တယ်ဆိုတော့ဒါခြေအရန်กว่าပြီးတော့ဖြစ်သွားတဲ့ကိစ္စမျိုးမဟုတ်တဲ့ခါကျတော့ဘာဖြစ်ဖြစ်တကယ်လည်းပျော်ဖို့ကောင်းတဲ့ခိုက်တန်ကိုပိုင်ဆိုင်ခဲ့မှာပဲလေနော်ဟုတ်ကဲ့ပါဆိုတော့ဒီတစ်ပိုင်းဒါအမတို့ပြည်သက်တွေကိုအမီးနေနဲ့ဒီလောက်လေးပဲဆက်လိုက်မယ်နောက်တစ်ပိုင်းမှာဒါအဲဝင်းရဲ့ဒီ professional ကစားသမားဘွားပေါ့နော်ဒါပြောမယ်ဆိုအဓိက club အသင်းနဲ့ဘယ် club တင်မှာစပြီးတော့ကစားလဲပြီးတော့လက်ရွေးစင်အသင်းကြီးရောဘလို့ရောက်လာလဲပြီးတော့ဝင်းရဲ့အတွေ့အကြုံတွေကိုဆက်ပြီးတော့အမတို့ပြည်သက်တွေ sharing ဆက်လုပ်ပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ ားတော်ရမှာပြန်လေးပြီးဆွန်တွေ့မယ်နော်ဟုတ်